ီကနေ့1389ခုနှစ်နေုံလာဇန်12ရက်ဗရမယေတာတွင်ကျပပြုလောအပ်သောခန္ဓာညယဝိပဿနာဒိဋ္ဌဆေယတရားစခန်းဘွေရဲ့တရားစခန်းအဝင်နှင့်တရားစခန်းမစမီအကျိုးနည်းညာဆေယစခန်းတွေမှာလုံးလေးလှောက်ထားရှိတဲ့ ထုံးစံအတိုင်းဒါခုနှစ်နာရီဩဝါဒအချိန်နဲ့ဦးစင်ပြောခဲ့ပါပြီဩဝါဒလို့မသုံးပါဘူးဒါသတိပေးတာပါယောဂီတို့ကိုနော်ဘာကိုသတိပေးရမလဲဆိုတော့တရားစကားဝင်ကြတဲ့တရားအထုတ်ကြတဲ့ယောဂီပုဂ္ဂိုလ်သတော်စင်သတော်ကောင်းတွေတရားလုပ်တွေလုပ်ကြတယ်တရားအရေးကိုခိုကြတယ်ဆိုတာ ဘာဖြစ်လို့လဲဆိုလို့ရှင် ချမ်းသာခြင်းကြောင့်လို့ဘာဖြစ်လို့ပါလဲချမ်းသာခြင်းကြောင့်လို့ချမ်းသာခြင်းကြောင့်လို့ဆိုတော့တိုက်တွေကားတွေနဲ့ချမ်းနေမြေတွေနဲ့စီးစိမ်ဥစ္စာတွေနဲ့ချမ်းသာတာကိုဆိုလိုတာမဟုတ်ပါဘူးဒုက္ခတွေပရိဒေဝဒုက္ခဒေါမနတဥပါယာတတွေစိတ်မှာပူလောင်တဲ့ပူလောင်မှုတွေအေးချမ်းပြီးတော့မှချမ်းသာခြင်းကြောင့်လို့ မှန်ရဲ့လားမှန်ပါဗျာအေးဒီတရားစကားမှမဟုတ်ပါဘူးပဲတရားစကားကိုပဲသွားကြည့်သွားကြည့်အဲ့ဒါလိုပဲတရားစကားမှမဟုတ်ပါဘူးဖရာအရေးတရားအရေးတွေသွားပြီးတော့မှခိုးနေကြတဲ့သူတွေဖရာရှိခိုးနေကြတရားတွေထိုင်နေကြပရိဒေစိတ်နေကြဘာသာရေးအလုပ်တွေလုပ်ကြတယ်ဆိုတာတကယ်တော့ဒုက္ခဘူးပရိဒေဝဘူးဒုက္ခဘူးဒေါမနတအဘူးဥပါယတအဘူးတွေပါဖြစ်ခြင်းညာလို့ပါလေရှင် ညင်ညင်ကြလို့ဟောရလားအေးအဲ့ဒီဒုက္ခပရိဒေဝဒုက္ခဒေါမသတ္တဥပယာတအပူတွေညင်ညင်တယ်ဆိုတော့တကယ်တော့ယောဂီတို့ရေအဲ့ဒီအပူတွေကိုရှောင်ပြေးလို့ဘယ်လိုမှမရနိုင်ဘူးရနိုင်မှာမလားအေးခန္ဓာရှိရင်အာရဏတွေရှိအာရဏတွေရှိရင်အာယုန်တွေနဲ့က ဆုံနေကြရတာပဲလေဟောရလား အဲ့ဒီဆုံနေကြတဲ့အာယုန်တွေယောဂီတွေကြိုက်တဲ့အာယုန်နဲ့ဆုံခြင်းလည်းပဲဆုံမယ်ယောဂီတွေမကြိုက်တဲ့အာယုန်တွေနဲ့ဆုံခြင်းတဲ့အခါလည်းပဲဆုံရတယ်ဆုံလာတဲ့အာယုန်တွေကိုကိုယ်အနေနဲ့ရွေးချယ်ပိုင်ခွင့်မှမရှိတာအော်ရလားအေးရွေးချယ်ပိုင်ခွင့်မရှိတဲ့အခါကျတော့မဆုံခြင်းနာနဲ့ဆုံရတိုင်းဆုံခြင်းနာတွေနဲ့ မဆုံရတိုင်းမဆုံရတိုင်းမှာတောကအဘူပရိဒေဝအဘူဒုက္ခဒေါမနတဥပါယတအဘူမိတွေကပုတုဇဉ်ရဲ့တန်တံမှာလောင်မြိုက်ပြီးတော့မှပင်ပန်းတော့တာပဲမပင်ပန်းဘူးလားအေးအဲ့ဒီအခါကျတော့ဒီအာယုန်တွေနဲ့ဆုံနေရတဲ့အဖြစ်ကနေလွတ်မြောက်အောင်ဘယ်သူမှရှောင်ပြေးလို့ယုံထွက်လို့မရဘူးအဲ့တော့ဘာလို့ရမလဲဆိုတော့အဘူမိတွေမလောင်ဖို့ဆိုလို့ရှိရင်ဒီဆုံလာရတဲ့ အာယုန်တွေရဲ့စုံစည်းမှုဓာတ်ကိုခန္ဓာအောင်မဲ့ကိုကမလိုရမှာလေလေ့ကျင့်ရမှာဟုတ်ပြီနော်ကြိုက်တဲ့အာယုန်နဲ့စုံသည်ဖြစ်စေမကြိုက်တဲ့အာယုန်နဲ့စုံသည်ဖြစ်စေဟုတ်ပြီနော်စုံလာတဲ့အာယုန်တွေကိုဘာဖြစ်အောင်လေ့ကျင့်ရမှာလဲခန္ဓာအောင်လေ့ကျင့်ရမှာယောဂီတို့ရွတ်ရွတ်နေကြတဲ့မင်္ဂလာတုတ်အဆုံးမှာပါတယ်လေ ခောရတလောကဓမ္မိဟိစိတ်တံယတနာကံပတိအတောကံဝိဒဇံခေမနဲ့မပါဘူးလားအေးယဟနာပုဂ္ဂိုလ်ဒီတောင်မှယောဂီဒီဒီအာယုန်တွေကနေရှောင်ထွက်ပြေးလို့မရဘူးသို့တော့ယဟနာပုဂ္ဂိုလ်တွေကကြတော့တဲ့ဒီအာယုန်တွေအမျိုးမျိုးကြားတဲ့အပေါ်မှာတုံလုံးမှုတွေမရှိတော့ဘူးတဲ့အတောကံဆိုရင်ချင်းနေမရှိတော့ဘူးတဲ့ဟုတ်ပြီနော် အဲ့တော့ဆိုရင်ချင်းမရှိတော့ဘူးဆိုတော့ဒီကြလာတဲ့စုံလာတဲ့အာယုအမျိုးမျိုးကိုတို့ခန္ဓာရေးရှိသွားတာဟုတ်ပြီနော်အဲ့တော့ခန္ဓာရေးရှိဖို့ဆိုလို့ရှိရင်ယောဂရေဒီအာယုတွေနဲ့စုံတဲ့အချိန်တိုင်းအချိန်တိုင်းအခက်တိုင်းတိုင်းမှာဒီအာယုတွေနဲ့စုံပြီးမှသဘောတဘာဝတွေကို ပိုင်းခြားပြီးတော့မှသိမှသာလျင်ဒီတန်တွေကိုခံနိုင်ပါလိမ့်မယ်ဟုတ်ပြီနော် ီသဘောတဘာဝတွေကိုပိုင်းခြားပြီးတော့မှထိုးထွင်းပြီးတော့မှမတိသေးသမျှကာလပတ်လုံးဒီတန်နေမခံနိုင်ဘူးလောကရန်ခံနိုင်တယ်လောကရန်ခံနိုင်တယ်ဆိုတာလောကဓမ္မလောကတဘာဝဟုတ်ပြီနော်လောကတဘာဝလောကဓမ္မကိုမြန်မာမှုပြုထားတော့လောကရန်လို့သုံးတာအဲ့ဒီလောကတဘာဝလောကဓမ္မကိုခံနိုင်ဖို့ဆိုရင်လောကတဘာဝလောကဓမ္မကိုဓမ္မအတိုင်းသိမှကိုခံနိုင်မယ်မသိရင် မခံနိုင်ဘူးသိသွားပြီဆိုရင်တော့ယောဂီဒီပုံမှာတုံလုံးမှုဖြစ်သေးရလားမဖြစ်တော့ပါဘူးအတောကဝိရဇံခေမန်တဲ့ဟောမေနော်ဆိုရင်တော့ကတွေမဖြစ်တော့ဘူးတဲ့ဒီပုံမှာကိလေသာမြို့အညစ်ကြေးတွေမတင်တော့ဘူးတဲ့အဲ့ဒါဆိုရင်ခေမန်အဲ့ဒီကြမ်းမှာဘေးကနေတကယ်လွတ်တာတဲ့ဒီတိုင်းဆိုရင်တော့လွတ်ပါမလားမလွတ်ဘူးအဲ့ဒီအခါကျတော့ကဲပြောလို့တာကယောဂီတို့က တရားစခန်းလာလာပြီးတော့မှဝင်ကြတယ်တကယ်တော့တရားစခန်းတစ်ခုဝင်နိုင်ဖို့ဆိုတာမလွယ်ကူပါဘူးဗျလွယ်ကူရဲ့လားမလွယ်ကူပါဘူးဗျာဟုတ်ရဲ့လားဒီခေတ်ဒီအခါမှာအမျိုးမျိုးသော ကပ္ပေတွေနဲ့အမျိုးမျိုးသောအခက်အခဲတွေနဲ့တရားစခန်းတွေဖွင့်ဖို့ဆိုတာလည်းပဲတော်တော်လေးခက်ခဲလာခဲ့ပြီဟုတ်ပြီနော်အဖွင့်တဲ့ပုဂ္ဂိုလ်တွေကတရားစခန်းဖွင့်တယ်ဆိုရင်တောင်မှ တရားအထုတ်မဲ့ပုဂ္ဂိုလ်တွေကပူတဲ့လောင်တဲ့ဒုက္ခမိပရိဒေဝမိဒုက္ခဒေါမနတဥပါယတာမိတွေငြိမ့်ခြင်းမဲ့မဲ့လို့၅ရက်တော့လကောင်း9ရက်တော့လကောင်း10ရက်တော့လကောင်းအရာရာကိုလွတ်ချဆွန့်လွတ်ပြီးတော့မှတရားစခန်းဝင်နိုင်ဖို့ဆိုတာလည်းပဲလွယ်ကူရဲ့လားမလွယ်ကူပါဘူးဟုတ်ပြီနော်အေးအခုတော့ပြင်တရားစခန်းဖွင့်တာနဲ့လည်းပဲကြုံနေပြီရောက်လာကြတဲ့ယောဂီပုဂ္ဂိုလ်သတော်စင်သတော်ကောင်းအလုံးအရာအလုံးကိုလွတ်ချဆွန့်လွတ်ပြီးတော့မှ တရားစခန်းလည်းပဲရောက်လာကြပြီဟုတ်ပြီနော်အေးအဲ့ဒါကိုရောက်လာကြတဲ့အခါကျတော့ကိုရောက်လာရတဲ့ရွေချစ်ဥတည်ချက်ကဘာလဲဒုက္ခတွေငြိမ်းဖို့ဟုတ်ရဲ့လားဆင်းရဲတွေငြိမ်းဖို့ဘာဆင်းရဲလဲဒုက္ခပရိဒေဝဒုက္ခဒေါမနတဥပါယတအမှုတွေ ਨੇ ဆင်းရဲတဲ့ဆင်းရဲတွေငြိမ်းဖို့ဥဒ္ဒတိပေးကျင်တာကဗာလဲတောကပရိဒေဝဒုက္ခဒေါမနတဥပါယတအမှုတွေ အတိုင်းအတာတစ်ခုအထိငြိမ့်နိုင်အောင်ကြိုးစားရမယ်။ဟုတ်ပြီနော်။ဟုတ်ပြီအဲ့ဒါတွေငြိမ့်နိုင်ဖို့ဆိုရင်လည်းပဲစောစောကပြောခဲ့ပြီးအဲ့ဒီဒုက္ခတွေရဲ့သဘာဝကိုဒီမှာဒုက္ခကိုမသိဘဲနဲ့ဒုက္ခကနေမလွတ်မြောက်နိုင်မှုတဲ့ဟုတ်ပြီနော်အပ္ပတမနောတတ္တမဒုက္ခနာပရိမုစတိတဲ့ဟုတ်ပြီနော်အပ္ပတမနောတတ္တမဒုက္ခနာပရိမုစတိတဲ့ဟော ယောဂီဒုက္ခတွေကနေလွတ်ဖို့ဆိုရင်ဒုက္ခတွေကိုသိမှဒုက္ခတွေကိုမြင်မှဒီလောကကနေလွတ်မြောက်ငြိမ်းအေးနိုင်မယ်တဲ့ဟုတ်ပြီနော်အဘဒမနောတတ္တမံနဲ့ဒီတဘာဝတွေဒုက္ခတွေရဲ့တဘာဝတွေဒုက္ခတွေရဲ့ဓမ္မတွေလောကတွေရဲ့တဘာဝတွေလောကတွေရဲ့ဓမ္မတွေကိုအဘဒမနောမမြင်ဘူးမသိဘူးဆိုလို့ရှိရင်တဲ့ဒုက္ခဒီအမျိုးမျိုးသော ဆင်းရဲခြင်းတွေကနေနပရိမုတ်စတိဘလို့မကိုမလို့မြောင်းနိုင်မှုတဲ့ဟုတ်ပြီနော်ဒါဆိုရင် ပြောချင်တာကယောဂီတွေကဒီဒုက္ခတွေငြိမ်းချင်တယ်ဆိုရင်ဒုက္ခတွေကိုမြင်အောင်ကြိုးစားရမှာဒီတရားစကားဝတ်နဲ့အခိုက်အတန့်မှာဟုတ်ပြီနော်ပါရမီအောင်ကြိုးစားရမလဲဒုက္ခတွေကိုမြင်အောင်ကြိုးစားရမယ်ဟုတ်ပြီနော်အေးဒုက္ခတွေကိုမြင်ဖို့ဆိုရင်လည်းပဲယောဂီတွေ ဝိခိတစိတ်တော်နေကကောတမ္မဓမ္မနပတ္တိတဲ့ဝိခိတစိတ်တော်လေခတ်တော်အလံတကွန်ကဲ့သို့နေကကောနဧကကောစိတ်တွေကမတိမငြိမ်ဖြစ်နေတဲ့ပုံကိုယ်တွေမှာတဲ့ဟုတ်ပြီနော်တမ္မကောင်းစွာဓမ္မဒီလောကတဘာဝလောကဓမ္မတွေရဲ့သဘောတဘာဝကို နပတ္တိမမြင်နိုင်မှုတယ်ဗျာ ဟုတ်ပြီနော်မြင်ရမယ်မြင်ရမယ်ဇွတ်လုံနေလို့ရမလားမရဘူးစိတ်ကပါဖြစ်ရမလဲတည်ငြိမ်မှသာလေရင်တဲ့ဒီဒုက္ခတွေရဲ့သဘောကိုမြင်အောင်ကြီးနိုင်မယ်တဲ့ဟုတ်ပြီနော်ဘာဖြစ်မှစိတ်ကတည်ငြိမ်နေမှဟုတ်ပြီနော်အဲ့ဒါကြောင့်တရားထိုင်တဲ့အခါမှာတရားအထုတ်တဲ့အခါမှာငါတဏှာပြည့်အောင်မလုပ်ဖဲနေနိုင်တယ်နှစ်နိုင်နှစ်နိုင်ပြည့်အောင်မလုပ်ဖဲနေနိုင်တယ်အဲ့ဒီမလုပ်ဖဲနေနိုင်တယ်ဆိုတာထက် ဘာဖြစ်ဖို့လို့လဲလူမလုတ်ဖို့ဆိုတာတဲ့စိတ်မလုတ်ဖို့အရေးကြီးတာဟုတ်ပြီနော်ဝိခေတစိတ်တော်တဲ့လေးခတ်သောအလံတကွန်ကဲ့သို့မတည်ငြိမ်သော စိတ်ရှိတော်တဲ့နေကကောနဧကကောတဲ့မတည်ကြည်တဲ့ပုံကိုယ်တွေတဲ့အလံတိုင်းနေတကွန်တိုင်းနေတိုင်းကြီးကလှုပ်သလားမလှုပ်ဘူးနော်အလံတိုင်းကြီးနဲ့ငြိမ်နေတာပဲတကွန်တိုင်းကြီးလည်းငြိမ်းနေတာပဲသို့တော်သူ့အပေါ်ထိပ်ဖြားမှာချိတ်ဆွဲထားတဲ့အလံနဲ့တကွန်တွေကလေးတိုက်လိုက်တိုင်း တဖြတ်ဖြတ်နဲ့လွန်လူးနေတာတရားအားထုတ်တဲ့ယောဂီအဲ့လိုမဖြစ်ရဘူးတဲ့ခန္ဓာကိုယ်ကြီးကမလုံမရှက်ငြိမ်းနေပေမဲ့လို့စိတ်တွေကအတွေးတွေအတော်တွေနဲ့အာယုန်တွေများနေမယ်ရှေ့ရောက်လိုက်နောက်ရောက်လိုက်အတိတ်ပြန်လိုက်ပြစ္ဆုတ်ပံမနေဘဲနဲ့အနာဂတ်ကိုသွားလိုက်အဲ့လိုတွေဖြစ်နေမယ်ဆိုလို့ရှိရင်အလန်တိုင်းထိတ်တကွန်တိုင်းထိတ်ကအလန်တွေတကွန်တွေလိုဖြစ်နေမှာတဲ့ဟုတ်ပြီနော်အဲ့လိုဖြစ်နေရင်တော့လောကသဘာဝလောကဓမ္မတွေကိုမမြင်နိုင်ဘူးတဲ့ဗျမြင်နိုင်မှာမလားမမြင်ပါဘူး ဟောထားဆိုရင်ယောဂီတွေပါလဲစိတ်တည်ငြိမ်အောင်ကြိုးစားကြရမှာဟုတ်ပြီနော်တမထနဲ့ဝိပဿနာပေါ့ဗျာတမထကလည်းပဲသမေတ္တိတမထောကိလေသာတွေကိုငြိမ်းစေတာပါပဲသို့တော်သူကအခိုက်အတန့်နှလုံးသွင်းနေတဲ့အခိုက်ဆင်ကျင်နေတဲ့အခိုက်စိတ်ကငြိမ်သက်နေတဲ့အခိုက်မှာပါဖြစ်လဲအေးချမ်းနဲ့ငြိမ်းအေးတယ်ဟုတ်ပြီနော် အေးတခါတခါဘောသူတော်ကောင်းဒီလုံးဝညင်အေးဘူးဒီလောကတဘာဝလောကဓမ္မတွေကို ပိုင်းခြားပြီးသိဖို့ဆိုရင်တော့ဝိပဿနာတွေအထောက်ရမှာဘာလို့ရမှာလဲဟုတ်ပြီအဲ့ဒါဆိုရင်တရားစခန်းလာကြတာကတမထဝိပဿနာလုပ်ဖို့ဟုတ်ရလားဘာလို့ဖို့လဲတမထဝိပဿနာလုပ်ဖို့ကိုကိုကိုအမြဲတမ်းပြန်ပြီးသတိထားမိနေအောင်လို့ပါနော်ဒီတရားစခန်းတော်မှာဟုတ်ပြီအဲ့တော့ ကိုကသမထဝိပဿနာလုပ်ဖို့သမထနဲ့စိတ်တည်ငြိမ်အောင်ကြိုးစားရမယ်။ပြီးမှဝိပဿနာတခါထိုးထွင်းပြီးတော့မှသိအောင်သုံးသပ်ဆင်ခြင်ရမယ်။စူပြန်လဲပဲတဲ့။ယောဂီတွေအတုရသီလဒုတ်ပညောစိတ်တည်ကက္ကနဝိန္ဒတိတဲ့ဗျာ။အတုရသီတော်မစင်ကြဲတဲ့သီလရှိသောဒုတ်ပညောပညာနေသောပုဂ္ဂိုလ်တည်တဲ့စိတ်တည်ကက္က အဲ့ဒီစိတ်အိငြိမ်သက်တည်ကြည်ခြင်းကို နောက်ဝင်တည်းမရနိုင်ဘူးတဲ့ဟုတ်ပြီနော်ခန္ဓာကိုငြိမ်ဖို့ကအတင်းလို့ယူလို့ရတယ်စိတ်ငြိမ်ဖို့ကအတင်းလို့ယူလို့မရဘူးဗျဟုတ်ပြီနော်အေးအဲ့ဒီအခါကျတော့အတုဒ္ဓသီလောတဲ့မစင်ကြဲသောသီလရှိသောဆိုတော့မစင်ကြဲသောသီလရှိသောဆိုတော့ဗာလဲကုကျင်တရားမကောင်းသောလို့ဒီလိုပြောတာဟုတ်ပြီနော် ဘာဖြစ်တော့လဲကိုဉ္ဇတရားမကောင်းတော့တဲ့ကိုဉ္ဇတရားမကောင်းဘူးဆိုလို့ရှိရင်ကိုစိတ်လည်းမငြိမ်ဘူးကိုနဲ့ဆက်ဆက်တဲ့ပတ်သက်နေတဲ့ရောရှက်နေတဲ့အတူတူသတင်းသုံးနေရတဲ့ပုံကိုယ်ဒီအတွက်လည်းပဲမငြိမ်ချမ်းနိုင်ဘူးတဲ့ဟုတ်ပြီနော်အဲ့ဒီအခါကျတော့ကိုဉ္ဇတရားကောင်းဖို့သိပြီးတော့အရေးကြီးတယ်သီလပေါ့ဟုတ်ပြီနော်သီလဘာလဲသီလသီလ ။အဲသီလဆိုတဲ့နေရာကကျွန်တော်လည်းကိုကျင့်တရားကောင်းတာပါပဲ။ဥစဉ်ကသီလဆိုတာဥစဉ်တစ်ခါတစ်ခါလဲဟောပါတယ်။သီလလုံဖို့ဆိုတာတဲ့ကောင်းအောင်ကျင့်ရမယ်လို့မပြောဘူးလား။အေးကောင်းအောင်ကျင့်ဆိုတော့လည်းပဲဘယ်လိုကောင်းအောင်ကျင့်မှာလဲ။ပုထုဇဉ်ဆိုတာတက္ကာယဒိဋ္ဌိအတ္တဒိဋ္ဌိတွေရှိနေရင်ကိုကျင့်ရင်ကိုကောင်းနေကြတာပဲ။ဟုတ်ရဲ့လား။ကိုအကျင့်စရိုက်နေဆိုရင်ကိုကကိုကောင်းနေတာပဲ။သူများအကျင့်စရိုက်နေကြအစဉ်ပြေခြင်းမှာပြင်းမယ်ပေါ့။တခုတစ်ယောက်တည်းတော်တဲ့တောင်ထဲမှာနေရင်တော့လည်းပဲ ဒါကတမျိုးပေါ့အများနဲ့စုပေါင်းပြီးတော့မှစ조사ကြအထောက်ကြတတ်မှတ်ပြီးတော့မှသုံးသက်ဆင်ခြင်လောက်ကံရတဲ့နေရာဟာကြတော့ကိုမှန်တိုင်းမှန်လို့မရကိုကောင်းတိုင်းကောင်းလို့မရဒီမမမဟုတ်ဘူးဘယ်ရိတ်တာပဲတော့တော့ပေါ့နော်အေးအဲ့ဒီအခါကြတော့တခါအဲ့ဒါဆိုရင်အရှင်ဘုရားကိုခြင်းတရားကောက်အောင်အမအမအကောက်အဆူဘယ်လိုခွဲကြမှာလဲဘယ်လိုဆုံးဖြတ်မှာလဲဆိုတော့အေးအဲ့တော့ဘယ်ရိတ်တာမှာပဲဖြစ်ဖြစ် အများနဲ့စုပေါင်းပြီးတော့မှလှုပ်ကြတဲ့အခါမှာအများအတွက်လည်းပဲအနှောင့်အယှက်မဖြစ်အောင်ကို့အတွက်လည်းပဲအပြစ်ကင်းအောင်ဆိုပြီးတော့မှတင်းလျော်လျော့ပတ်တဲ့စီကန်းတွေပါတွေတော့ထုတ်ထားတာရှိတာပေါ့ဆောင်းရံတွေရှောင်းရံတွေပေါ့ဟုတ်ပြီနော်အေးအဲ့ဒါတွေဘာလို့ရမှာလဲဆောင်းရမယ်ရှောင်းရမယ်တဲ့ဗျဒါကြောင့်ဝတ္တံနပရိပူရင်တော့သီလနပရိပူရတိတဲ့ဟုတ်ပြီနော် ဟာသီလဆိုတာငါကငါတယောက်တည်းနေရင်တော့ပြောချင်ပြောအများနဲ့နေတဲ့အခါမှာငါသီလလုံပါတယ်ဆိုပြီးတော့မှအန်ကျိပ်ပြီးနေလို့မရဘူးဝတ္တအပရိပူရင်တော့သီလနာပရိပူရတိတဲ့အများနဲ့အဖွဲအစည်းနဲ့ဘဝဉ္ဇဉ်နဲ့နေကြထိုင်ကြတဲ့အခါမှာဘဝဉ္ဇဉ်နဲ့အများနဲ့အဖွဲအစည်းနဲ့ဖြစ်တဲ့ဖြစ်ထိုက်ရှိတဲ့ရှိတိုက်လို့တတ်မှတ်ထားတဲ့စေကန်းနေ ဝတ္တရားတွေလိုင်းနာကျင့်သုံးရမယ်တဲ့ဟုတ်ပြီနော်အေးအဲ့ဒါလိုမှမလိုင်းနာမကျင့်သုံးဘူးဆိုရင်ကိုကိုကငါကိုကျင့်တရားကောင်းပါတယ်သီလရှိပါတယ်လို့ပြောလို့မရဘူးတဲ့ဗျာဟုတ်ပြီနော်အဲ့ဒါဦးစင်းကတဆင်းချင်းယောဂီတွေအခြေခံလေးတွေကစာသတိပေးတာပါနော်အဲ့ဒါကြောင့်ဒီနေရာမှာဝတ္တနာပရိပုရတိသီလဝတ္တအပရိပုရံတော့သီလနာပရိပုရတိတဲ့ဝတ္တံပူရိယတဲ့အစကား ဝကြီးဝင့်ငယ်တွေကိုတဲ့။ရှောင်းရံဆောင်းရံတွေကိုတဲ့။ဘူရိယဖြစ်ခြင်းအာဤလိုက်နာရာဤတဲ့။ဟုတ်ပြီနော်။ဝတ္တံအပရိပူရင်တော်တဲ့။အဲ့ဒီလိုက်နာရာမှာရှောင်းခြင်းမာတွေကိုမလိုက်နာမရှောင်းခြင်းမဖြစ်စည်းဘူးဆိုလို့ရှိရင်တဲ့။သီလနာပရိပူရတိတဲ့။သီလရှိတယ်လို့မခေါ်ဘူးတဲ့။ဟုတ်ပြီနော်။အေးအဲ့ဒီကျမတကအာသုရတိလောဒုပညောစိတ်တေကကနဝိတတိတဲ့တိလကမစင်ကြယ်ဘူးဆိုလို့ရှိရင်တဲ့စိတ်က မငြိမ့်နိုင်ဘူးတဲ့ဟုတ်ပြီနော်အေးတခါဝိကတစိတ်တော့နေကကောတမဓမ္မနပတ္တိတဲ့စိတ်ကမငြိမ့်မှုဆိုလို့ရှိရင်တဲ့လောကတဘာဝတွေလောကဓမ္မတွေခန္ဓာရဲ့သဘောတရားတွေကိုတဲ့နပတ္တိတဲ့တိတိချာချာထိုးထွင်းပြီးတော့မှမသိနိုင်မမြင်နိုင်ဘူးတဲ့ဟုတ်ပြီနော်အေး တအတအပတမနောတတ္တမံဒုက္ခနာပရိမုစတိတဲ့အဲ့ဒီလောကသဘာဝတွေလောကဓမ္မတွေခန္ဓာတွေရဲ့ဓမ္မဒုက္ခသစ္စာသဘောတွေကို ပိုင်းခြားပြီးတော့မှ ထိုးထွင်းပြီးတော့မှ မသိဘူးဆိုလို့ရှိရင်ဒုက္ခတွေကနေမလွတ်နိုင်ဘူးတဲ့ဒုက္ခတွေမငြိမ်းနိုင်ဘူးတဲ့ဟုတ်ပြီနော်ပရိဒီဝတွေဒုက္ခတွေဒေါမနတာတွေဥပယတာတွေမငြိမ်းနိုင်ဘူးတဲ့နားလည်ရလား အေးတရားစခန်းဝင်ကြတဲ့အချိန်မှာဒီမှာပဲဝင်ဝင်ဘယ်မှာပဲဝင်ဝင်ဒီကနေ့ဦးစင်းပြောတဲ့အစဉ်လေးကို အမြဲတမ်းသတိထားမိစေခြင်း ਨੇ ဟုတ်ပြီနော်အေးကိုကိုကိုပါဖြစ်လေသီလရှိအောင်သီလလုံးကြုံအောင်သီလလုံးကြုံအောင်ဆိုတဲ့ကိုချင်းတရားလေးကောင်းအောင်ဟုတ်ပြီနော်ကို့အတွက်လည်းနှောင့်ယှက်မရှိအများအတွက်လည်းပဲ နောင်ရှက်မဖြစ်အောင်ဘာလို့ရမလဲဆင်ခြင်ပြီးတော့မှနေထိုင်နေထိုင်ပြီးတော့မှဘာလို့ရမလဲစိတ်ကလေးတည်ငြိမ်အောင်ဒီ၁၀ရက်ဆိုလဲ၁၀ရက်၅ရက်ဆိုလဲ၅၅ရက်ဘာလို့ရမလဲကြိုးစားကြရမယ်ဟုတ်ပြီနော်စိတ်ကလေးတည်ငြိမ်အောင်ကြိုးစားပြီးတော့မှဒီခန္ဓာတွေရဲ့ဒီသဘာဝတွေရဲ့ဒီသဘောတရားတွေကိုနားလေအောင်ထိုးထွင်းပြီးတော့မှ သိအောင်အပြည့်အပြည့်အလတ်လန်ဘက်ပေါင်းစုံကနေပါလို့ကြရမလဲသုံးသက်ကြရမယ်ဆင်ခြင်ကြရမယ် အဲ့ဒါဝိပဿနာရှုတာပါပဲဟုတ်ပြီနော်အေးအဲ့လိုသုံးသပ်ဆင်ခြင်ပြီးတော့မှဩဓာရီကတကယ်ကိုအကြောင်းအားလျော်စွာဖြစ်နေတဲ့အကျိုးတွေပဲငါစီမံလို့မရငါပြုပြင်လို့မရငါပြစ်ချင်တယ်လို့ဖြစ်ရမယ်လို့လို့လို့မရတဲ့သဘောတဘာဝတွေဆိုတာကိုထွတ်ထွန်းပြီးတော့မှပိုင်းခြားပြီးတော့မှသိပြီဆိုလို့ရှိရင် ယောဂီတွေဘုရတ္တလောကဓမ္မိစိတ်တန်ယတနာကံပတိဟုတ်ပြီနော်ဘလို့လောကဓာန်နေနဲ့ပဲကြုံကြုံကိုယ့်ရဲ့စိတ်ကဘာဖြစ်လဲမတုံလို့တော့ဟုတ်တဲ့ဟုတ်ပြီနော်မတုံလို့တော့ဘူးဆိုရင်ဘာဖြစ်မှာလဲငြင်းချမ်းတော့တာပေါ့ဗျာဟုတ်ပြီနော်အဲ့ဒါဆိုရင်ယောဂီတွေဖြစ်ချင်တဲ့ဒုက္ခကနေလွတ်မြောက်သွားမှာပဲအေးအဲ့ဒါလိုလွတ်မြောက်အောင်ကြိုးစားအားထုတ်နိုင်တော့သူတော်စင်သူတော်ကောင်းပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစေ